Hello guys အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့အာအဆက်အသွယ်ပြောင်းနေတဲ့လူတွေပေါ့နော်အဆက်အသွယ်ပြောင်းနေတဲ့လူမှာတစ်ဖက်လူကဘာဖြစ်နေလဲပေါ့နော်တစ်ဖက်လူကဘာဖြစ်နေလဲဆိုတော့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ကြည့်ပေးမယ်သူပြောချင်တဲ့စကားလေးတွေနဲ့အဲသူဖြစ်နေတဲ့အကြောင်းအရာလေးပေါ့နော်အဲ့ဒါလေးတွေကိုကြည့်ပေးပါမယ်အဲ့တော့ဒီ hashshape oracle လေးနည်းနည်းသုံးမယ် hashshape oracle လေးနည်းနည်းသုံးပါမယ်ဒီ hashshape လေးကကျွန်မဘလောက်စီတာစီတာ အ collateral redeem ပဲလုပ်ပေးမှာနော်အဲ့ဒါလေးပြောဖို့ collateral redeem ပဲလုပ်ပေးပါမယ် okay um yeah i'm sorry for being so toxic not toxic ဖြစ်ခဲ့တဲ့အတွက်ကြောင့်မဟုတ် so toxic ဆိုတော်တော်လေးကို toxic ဖြစ်ခဲ့သူတော်တော်လေးကို toxic ဖြစ်ခဲ့တဲ့အတွက်ကြောင့်မဟုတ်တောင်းပန်ပါတယ်တဲ့နော် mm, I have trust issue from mm, previous pain เนาะ you know အရင်ပြီးခဲ့တဲ့အခောက်ကပေါ့เนาะပြီးခဲ့တဲ့အဲနာကျင်စရာတွေကနေပြီးတော့မှတဲ့သူစီမှာအာ trust issue ပေါ့เนาะ trust issue ရှိတယ်တဲ့เนาะပြောရမယ်ဆိုလို့ရှိရင်တော့ထားပါတော့ပေါ့เนาะသူဥမာနေနဲ့မိဘတော်၎င်းပေါ့နော်မိဘတော်၎င်းယင်းဒီဆုံးမိတ်ဆွေတော်၎င်းစစ်သူတော်၎င်းပေါ့သူကယုံကြည်မှုပေးလိုက်တယ်သူယုံကြည်မှုကို အလွန်သုံးစားလုပ်ခံရတာမျိုးဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်အဲအကြောင်းမို့သူက trust issue အရင်ကောင်နာကျင်ရတဲ့အခြေအနေအနေစပြီးအချိန်ကျတော့သူမှ trust issue ရှိသွားတယ်ပေါ့နော်အလိုမျိုးပြောပြပါတယ်အကြောင်းမို့သူမှယတရားနဲ့တရားပြောချင်တာတော့သူမယုံကြည်ခြင်းကိုကလတ်တလေးတွေကိုမယုံကြည်ခြင်းဘူးเนาะယုံကြည်မှုဝိုင်းဆိုင်ရာပြဿနာသူစီမှာရှိနေတယ်တဲ့เนาะဒါကတော့ no content เนาะဘာလို့ အဆက်အသွယ်ဖြစ်တာလဲဘလို့လေးဆက်သွယ်ပြန်နေကြလဲတော့မသိနော်အဆက်အသွယ်ပြန်နေတဲ့လူတွေတော့ကိုရှိရပါတယ် no contact separations color date send a message no you are the best i never heard no ငါတွေ့ဘူးသမ ्या အရာအရာတွေအားလုံးနဲ့မှမင်းကအကောင်ဆုံးပဲငါတွေ့ဘူးသမ ्या ရဲ့မှာမင်းကပိုင်ဆိုင်ဘူးသမ ्या အရာအားလုံးနဲ့မှမင်းကအကောင်ဆုံးပဲ no ောင်းဝေရှိလိုက်မယ်။ Your kindness and care change me. နော်မင်းရဲ့ရှင်းတာမှုနဲ့ပြူဆိုင်မှုတွေကငါ့ကိုပြောင်းလဲစေတယ်။နော် तू ပြောမှဆိုလို့ရှိရင် collateral လေးကသူ့ကိုရှင်းတာခဲ့ပေးရလို့ပြူဆိုင်ခဲ့ပေးရပြီ။အဲ့ဒါမျိုးတွေကသူ့ရဲ့ဘဝဟိုဝင်ဖြစ်ဖြစ်သူ့ရဲ့အတွေ့အခေါ်ပေါ့နော်။သူ့ရဲ့စိတ်နှလုံးသားကကျန်တန်းနေရဆိုလို့ရှိရင်လည်းအဲနာကျင်သွားမယ် or sorry ကျန်တန်းနေရဆိုလို့ရှိရင်လည်း ျော့ပြောင်းသွားမယ်ပေါ့နော်အဲ့လိုမျိုးရှိဖြစ်ပါတယ်အဲ့တော့ तू ကပြောချင်နေတဲ့စကားလေးနောက်ထပ်တစ်ခုထည့်ယူမယ်နော် Okay I never expect to fall in love နော်ငါဘယ်တော့မှချစ်မိသွားမယ်လို့မျှော်လင့်ထားခဲ့ဘူးတဲ့နော်ဒါလေးယူမယ်နောက်တစ်ခု I don't wanna look at anything else now 嗯。Mm. that I saw you or anything that's not that I saw you or ငါလေအမင်းကိုတွေ့ပြီးရနောက်ပိုင်းမှာပေါ့နော်ဘယ်အရာမှငါမကြည့်ချင်တော့ဘူးလေမင်းကိုပဲကြည့်ချင်တယ်ပေါ့နော်အဲ့တချင်နော်ဒီလိုက်ဒီလိုက်ထဲအစားသားလေးနော်ဒီလာဆွတ်ပြင်းဒီနိုင်ထဲအစားသားလေးတချင်တော့မဆိုပြတော့ပါဘူးနော် မင်းနဲ့တွေ့ပြီးတော့မှငါတခြားပဲရအောင်မမကြည့်ချင်တော့ဘူးနော်ပြောမယ်ဆိုလို့ရှိရင်ဒီလူတယောက်ကိုတွေ့ပြီးရဲ့အချိန်မှာဒီလူရှိကိုပဲစိတ်ကရအောင်လေနော်ဒါမျိုးကိုပြောချင်တာနော် I forgive you ငါမင်းကိုခွင့်လွှတ်ပါတယ်တဲ့နော်အဲ့တော့သူဘာလုံးနေလဲသူဘာထပ်ပြောချင်နေသေးလဲကြည့်ကြည့်မယ် သူပိုင်းထပ်ပြောရှင်နေတည်လားโอเคလာလာချင်းကြရအင်းဘာမင်းရှင်အရှင်တော့ဖြစ်ခဲ့တဲ့အရာတွေကြုံခဲ့တဲ့အရာတွေညာကိုယ့်ရဲ့တဘောအလုံးအတွက်ကိုอืมကိုယ့်ရဲ့တဘောအလုံးအတွက်ကိုဒါကြီးပဲဆိုပြီးတော့အရှိမီပါဘူးလေเนาะဒါကြီးပဲဖြစ်မီပါဘူးပြောင်းလဲသွားနိုင်နေပေါ့เนาะအဲ့ဒါအပေါင်းပြောရလဲဆိုတော့ ကိုအရင်တော့ဆိုးသန့်ခဲ့ရဆိုလို့ရှိရင်ကိုကအများနဲ့ဆိုးသန့်နေရမဟုတ်ပါဘူးเนาะကိုကအာရှင်တော့ဆိုးခဲ့ပြီမဲ့ခုမဆိုးတော့ဘူးဆိုလို့ရှိရင်လည်းလူကောင်းတရားဖြစ်နေပါပြီဒါအောင်ပြောတယ်เนาะသူစင်မလေးအခေါ်အာပြောရမယ်ဆိုလို့ရှိရင်တချို့အရာတွေကပေါ့เนาะတိုက်ဆိုင်မှုမဟုတ်ဘူးကျူတင်ဒီ universe ကပေါ့เนาะကျူတင်စီစဉ်ထားတဲ့အရာတွေဖြစ်ပါတယ်တဲ့เนาะ သူနဲ့ပြောရမယ်ဆိုလို့ရှိရင် quality လေးနဲ့သူနဲ့တွေ့ခဲ့တဲ့ဆိုတဲ့အရင်ဟာလည်းတိုက်ဆိုင်မှုမဟုတ်ခင် universe ကနေပြီးတော့မှဒီနေရာကိုအာ season ပေးရတာပေါ့နော်အဲ universe ကနေဒီနေရာကို ပေါင်းပေးခဲ့တဲ့ပေါင်းပေးခဲ့တာပေါ့ကွယ်နော် I pretend I don't get but I see but I see you in my dreams no and ဆက်ကူရဲမှာတော့ရှိနေတယ်ဒါပေမဲ့ဂရုမစိုက်တယ်လို့မျိုးငါကဟန်ဆောင်နေခဲ့တာတဲ့နော် အောင်ပြောပါတယ်။နောက်ထပ်ပါလေးတွေတည်ရဖို့ရှိလဲ။အမ်ဗီ fighting for what you love เนาะအမ်ပြောမှာဆိုလို့ရှိရင်တော့ဒီသူနဲ့ပတ်သက်ပြီးရောမှာပေါ့เนาะအင်းကသဘောမတူတာပဲဖြစ်တကယ်ချင်းနေသဘောမတူတာပဲဖြစ်ဖြစ်ဘာဖြစ်ဖြစ်ပေါ့เนาะအမ်ဒါမှမဟုတ်လို့ရှိရင်လည်းသူနဲ့ကိုနဲ့အဲကြားထဲမှာတခြားတပ်ပါတီရှိနေလို့အပြိုင်ဆိုင်လောက်ရမှာပဲဖြစ်ဖြစ်ပေါ့เนาะအဲ့လိုမျိုးတွေဆိုလို့ရှိရင်လှုပ်လိုက်ပါတဲ့เนาะဘာလို့လဲဆိုတော့အချက်ဆိုတာကဒီ เนาะบัตเตอร์ตะคู่โลပဲเนาะบัตเตอร์ตะคู่โลပဲเอ่อไฟยามเนาะไฟပြီးတော့มาရှင်ပြိုင်ပြီးတော့มาရှားရှားယူလာมาပဲပေါ့เนาะเนาะ fighting for what you love เนาะကိုချစ်တဲ့အရာပေါ်မှာအချစ်အတွက်တိုက်ပွဲဝင်ရတာမျိုးပေါ့နော်ဒါမျိုးတွေဖြစ်တယ်တဲ့နော် sorry အမလေး โอ้ my god အချက်တော့ကိုတိုက်ပွဲဝင်ရမှာမျိုးလေးဖြစ်တယ်ပေါ့နော်ဒါကတော့အမ်ကိုမပိုင်ဆိုင်တဲ့အရာပေါ့နော်ကိုမပိုင်ဆိုင်တဲ့အရာကိုလိုချင်နေရမျိုးပေါ့အဲ့တော့ပြောရမယ်ဆိုလို့ရှိရင်တပ်ပါတီရှိခဲ့တယ်ဆိုလို့ရှိရင်အဲ့ဒီတပ်ပါတီကအာဒီ connection ထဲမှာပေါ့နော်ဝင်ပြီးတော့မှကိုရဲ့တစ်ဖက်လူကိုလိုချင်နေရမျိုးပေါ့နော်ဒါမျိုးရှိပါတယ် နောက် तू อ่ะအမ်ကိုရတဲ့ဖက်လူကိုပိုင်ဆိုင်ခြင်းတရားမျိုးပေါ့เนาะအဲ့ဒီတပ်ပါတိချောင်းလည်းပြတ်သွားတာမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်เนาะဒါကတော့ NV ကို NV တင်းရှိနေတယ်လာเนาะတပ်ပါတိတရားရှိနေလို့ဒီမှာခံစားရတယ်သူကနေပြီးတော့မှအာဒီ collateral တွေနဲ့ breaker မဖြစ်ခင်ပေါ့เนาะ breaker မဖြစ်ခင်မှာအာ तू ကရှိနေပြီးတော့မှ तू ကကိုရတဲ့ဖက်လူကိုလိုချင်နေရမျိုးလည်းဖြစ်နိုင်တယ်နောက်တစ်ခုကကျတော့ ခုချိန်မှာ collateral တွေအဲဒီဆက်သွယ်ပြန်တည်ရဲ့သူပေါ့နော်အဆက်သွယ်ပြန်တည်ရဲ့သူပြန်ပြီးတော့မှကိုကလိုချင်နေရနော်ကြည်နေရတစ်ဖက်လူကိုကပြန်ပြီးတော့လိုချင်နေရအဲ့တော့သူဘာဖြစ်နေလဲသူဘာဖြစ်နေလဲဆိုတော့လည်းနည်းနည်းကြည့်ပေးမယ်ထားရတယ်နော်သူဘာဖြစ်နေလဲဒါတော့ကျမရဲ့အချက်ဆုံးလေးတွေဖြစ်ပါတယ် ကျမရဲ့ချစ်ဆုံးလေးဖြစ်ပါတယ်ဟိုထောက်မှာလည်းရှိသေးတယ်မဆန်တော့ဘူးโอเคသူပါရင်ဖြစ်နေလေချူလိုက်သူပါရင်ဖြစ်နေလေโอเค that he offends can also add with our fortunes. Okay. Not a cool. Not a one. ตัวนี้เดียวแท้หัวผิดนี่ตัวเดียวแท้อธิจารย์นี่อธิจารย์มีเฉยๆแล้วตัวทุกคู่ปะเนาะ အာမျောလင့်ဆောင်စားနေတဲ့အချိန်တခုကိုသူအချိန်တခုယူနေရမျိုးတွေ့ရတယ်เนาะအချိန်တခုယူပြီးတော့မှအာသူဒီအချက်တော့ကိုပြောရအောင်เนาะအချက်တော့ကိုပြောသူအရာတခုကိုမျောလင့်ဆောင်စားနေတယ်เนาะသူအထီးချန်နေတယ်ပြီးတော့လို့ရှိရင်သူအချိန်တခုယူပြီးတော့မှအာသူကိုသူ healing ဖြစ်အောင်လုပ်နေရပဲဖြစ်ဖြစ်ပေါ့เนาะတခုခုကိုသူ အချိန်အခါအချိန်နဲ့အချိန်အခါတခုကိုသူစောင့်ဆိုင်းနေတာမျိုးပေါ့နော်အချိန်နဲ့အချိန်အခါတခုကိုစောင့်ဆိုင်းနေတယ်음ပြီးသွားလို့ရှိရင်သူတရားရောက်စီကိုသူပြန်လာချင်းနေတယ်တရားရောက်စီကိုပြန်လာချင်းနေခဏကြည့်ပေးမယ်နော်ဘသူစီကိုပြန်လာချင်းတာလဲโอเคသူစီကိုပြန်လာချင်းတာလဲဆိုတော့ တိတ်ကဖြစ်တဲ့အတိတ်ကကြိုက်ခဲ့တဲ့သူပေါ့နော်ပြောရမဆိုလို့ရှိရင်တင်းတို့တွေကသုံးဝင်ဆိုင်ဖြစ်ခဲ့တယ်ဆိုလို့ရှိရင်အခုဒီသုံးဝင်ဆိုင်ကဘရိတ်ကတ်ဖြစ်သွားခဲ့နော်ပြတ်သွားခဲ့တယ်သုံးဝင်ဆိုင်ကြီးကပြတ်သွားခဲ့တယ်ပြောရမဆိုလို့ရှိရင်အဲတချို့ HD ပါတွေလို့ပေါ့နော်အော်တစ်ဖက်လူနဲ့အဲတစ်ဖက်လူလူတယောက်ကိုတွဲသွားခဲ့တယ်ပေါ့နော်ဥမာနေနဲ့ကိုနဲ့ပြတ်ပြီးလူတယောက်ကိုတွဲသွားခဲ့တယ်ဆိုလို့ရှိရင် ဲ့ဒီတွေ့သွားတဲ့လူနဲ့လည်းသူအဲဆင်မပြေဘဲနဲ့ပြတ်သွားတာမျိုးပေါ့နော်မပြတ်လို့ရှင်တော့ဆင်မပြေဖြစ်နေရမျိုးတွေ့ရတယ်နော်အဲ့လိုမျိုးရှိရဲအဲ့တော့အဲသူက ကိုနဲ့လည်းပြန်ပြီးတော့ဆက်ချင်တယ်သူနဲ့လည်းပြန် ပြီးတော့အဆင်ပြေချင်တယ်အဲသူ့အနေနဲ့ကနှစ်ဖက်နှစ်ဖက်လုံးနဲ့ပြန်ပြီးတော့အဆင်ပြေချင်နေရမျိုးပေါ့နော်နှစ်ယောက်လုံးနဲ့ပြန်ပြီးတော့အဆင်ပြေချင်တဲ့ဆန္ဒရှိတယ်။နော်နှစ်ယောက်လုံးနဲ့ပြန်ပြီးတော့အပြန်ချိတ်ချင်နေတဲ့သဘောရှိတယ်နော်နောက်တစ်ခါပြန်ကြိုက်လို့ရှိရင်လည်းသုံးဝင်ဆိုင်ပဲဖြစ်လာနိုင်တယ်နော်ဒါကတော့သူ့ရဲ့ energy သူနည်းနည်းလေးအဲ့ဒီအတွက်သူနာကျင်စွာနဲ့စောင့်စားနေတယ်နော် နာကျင်စွာနဲ့ဆောင်စားနေဘာလို့ရမလဲပေါ့နော်။အာဘလို့လောရမလဲပေါ့။သူထိုင်ပြီးမှအခုလောလောဆယ်မှာတော့သူတယောက်တည်းရှိရယ်နော်။သူတယောက်တည်းဖြစ်နေရယ်။သူတယောက်တည်းဖြစ်နေပြီးသူအဲဘသူ့ကိုပြန်ဆက်ရမလဲပေါ့။နှစ်ယောက်လုံးကိုပြန်ဆက်ရမလား။ဆက်ချင်နေရယ်ဆိတ်ဆန်တာတော့နှစ်ယောက်လုံးပေါ်မှာရှိရယ်။နှစ်ယောက်လုံးကိုပြန်ဆက်ရမလား။သူဒါမျိုးစဉ်းစားနေတယ်နော်။စဉ်းစားပြီးတော့မှနေနေပါတယ်တဲ့နော်။ အဲ့တော့ခုနတည်းလေးရဲ့ energy ကိုကြည့်မယ်နော်ခုနတည်းလေးရဲ့ energy ကိုကြည့်မယ်ဆိုတော့ဒါလေးနဲ့ဒါလေးနဲ့ကြည့်လိုက်မယ်ခုနတည်းလေးရဲ့ energy ကို Okay ခုကြည့်ရင်ခုနတည်းလေးရဲ့ energy ကိုပြပြပေးပါခုကြည့်ရင်ခုနတည်းလေးရဲ့ energy ကိုပြပြပေး ှိမင်းကလတ်တလေးရဲ့အလက်ရှိကိုပြောပြပေးပါ။အင်း The emperor is a cup Okay, you be qua gone. The tower nine of pentacles ေတော့ခဧသောခခုချင်းရဲ့ခေါ်တဲ့လေးရလေးကိုကလည်းကိုပဲအေးစစ်စစ်နေနေတယ်ကိုကလည်းဟင်းနဲ့လည်းဖြစ်တဲ့တလောက်ကဖြစ်နေပြီเนาะသူနဲ့အဲသူနဲ့ပတ်သက်ပြီးရဟင်းနဲ့တော်တော်ဖြစ်နေဒါပေမဲ့တစ်ခါလေကြာလို့ရှိရင် သူနဲ့ပတ်သက်တဲ့ memory တွေကိုပြန်ပြီးရမှာပေါ့เนาะအဲသူနဲ့ပတ်သက်ခဲ့တဲ့အဲဒီကောင်းတဲ့အပိုင်းလေးတွေပေါ့เนาะ romantic scene နဲ့အပိုင်းလေးတွေကောင်းတဲ့အပိုင်းလေးတွေပြန်တွေးပြီးရမှာအာ စိတ်ထဲမှာကြည်နူးနေရမျိုးလေးရှိတယ်။ဒါပေမဲ့ကိုကလည်းကိုအေးချမ်းအောင်အောင်နေနေတယ်။အရင်တော့ကဒီမှာနော်တထဝါနော် break up ဖြစ်သွားတဲ့လူတွေပါမယ် no contact ဆိုတော့ break up ဖြစ်ပြီးတော့ဆက်သွယ်မဖြစ်မရှိတဲ့လူတွေကျွန်မ no contact ကိုပဲကြည်ရတယ်။ဒါပေမဲ့ဒီထဲမှာပြနေတဲ့ energy တွေက break up ဖြစ်သွားတဲ့လူတွေကိုပြနေတယ်နော်။ break up ဖြစ်ပြီးတော့မှအာကွဲပြီးတော့မှပေါ့နော်။ပြက်ပြီးတော့မှအစပြက်ပြီးတော့မှ သူတွေရဲ့ energy ကိုလာပြီးတော့ရရတယ်ပေါ့နော်။ and အေးဆေးဆေးပဲနေနေတယ်เนาะအမ် collateral တွေဘက်ကလည်းနည်းနည်းပြန်ပြီးတော့မှစခြင်းတွေစိတ်မျိုးပေါ့เนาะပြန်စပြန်ပြီးတော့သူနဲ့များအဆင်ပြေမလားဆိုပြီးတော့မှပြန်စခြင်းတွေစိတ်တော့ရှိတယ်တချို့တော့ပေါ့เนาะလူတိုင်းတော့မဟုတ်ဘူးအမ်အရင်က memory လေးတွေပြန်သေးရတာဖြစ်ဖြစ်တယ်အမ်တစ်ဖက်နောက်ကြတော့ ခလာတလီတွေကငွေကြေးနဲ့အဆင်ပြေပြီးတော့တယောက်တည်းတောက်ပနေရမျိုးတွေ့ရတယ်ပေါ့နော်ဒါကတော့ခလာတလီရဲ့ energy ဖြစ်ပါတယ်ခလာတလီတွေအားဆိုလို့ရှိရင်တော့ဒီလောက်ပါပဲเนาะဒီလောက်ပါပဲဒီတစ်ဖက်လူကလည်းဘာဖြစ်နေလဲဘာလုပ်နေလဲဆိုတစ်ဖက်လူကသူတယောက်တည်း and ဒီလိုမျိုးပေါ့နော်စောင့်ဆိုင်နေတယ် and သူဘသူစီကိုပြန်သွားရမလဲဆိုပြီးတော့စဉ်းစားနေပေါ့เนาะအချိန်တစ်ခုကိုအခုချိန်မှာအာအချိန်ရင်းတစ်ခု အဆင်မပြေသေးတဲ့အချိန်ကိုရောက်နေတဲ့တကြောင်မို့သူအချိန်တခုကိုစောင့်ဆိုင်နေတယ်။နောက်ပြီးတော့လို့ရှိရင် သူပြန်ပြီးတော့မှာပေါ့နော်။တန် collective day တွေနဲ့နောက်ပြီးတော့မှာဒါမို့လို့ရှိရင်လည်း third party နဲ့သူပြန်ပြီးတော့အဲ့နှစ်ယောက်ထဲကတစ်ယောက်ကိုပဲဖြစ်ဖြစ်နှစ်ယောက်လုံးကိုပဲဖြစ်ဖြစ်ပြန်ဆက်သွယ်ဖို့ရကိုယ်ရဲ့သူစဉ်းစားနေတယ်တော့အဲ့လိုမျိုးဖြေရပါတယ်။ဒါကတော့ collective day တွေ no content နဲ့ပတ်သက်ပြီးတော့မှာ အချစ်ပေးရီဒီမဖြစ်ပါတယ်ကော်လက်တလေးတွေအားလုံးချစ်နှကြမယ်လို့ပြောလင်ပါတယ်ဖဖိုင်